အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေမြင့်ထဲကနမိမယ်နဲ့ကြောက်ဖားရွာရဲ့သူရဲကောင်းသုံးပေါ်ဆိုတဲ့ပုံမင်အကြောင်းအရာလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။နားဆင်သူများရှင်။ပုံမြင်လေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်တော့ပုံမြင်အကြောင်းအရာလေးကိုအခုပဲဖတ်ပြတင်ဆက်ပြီးမှပဲဖြစ်ပါတယ်ရှင်။ ရှေ့ရှေ့တုန်းကမြမပြေတောင်ပိုင်းမှာကြောက်ဖားလို့ခေါ်တဲ့တောင်တန်းကြီးတစ်ခုရှိပါတယ်တယ်ဒီတောင်တန်းဟာတစ်ပင်တွေထူထပ်ပြီးတော့တရိတ်ဆန်တွေပေါ်များတဲ့နေရာလေးဖြစ်ပါတော့တယ်တောင်တန်းရဲ့အောက်မှာတော့ချောင်းမြူမြစ်ဆိုတဲ့မြစ်ကြီးတစ်စီးစင်းစင်းနေပြီးတော့ဒီမြစ်ဟာရေတွေတီးလင်းပြီးတော့နွေရာသီမှာတောင်မှရေမခမ်းလို့နာမည်ကြီးနေတာပေါ့ဒါပေမဲ့ဒီမြစ်ထဲမှာတော့လူတွေကြောက်ရွံ့ပြီးတော့ယူတည်ရတဲ့နမိတ်မဲချောင်းမြူဆိုတဲ့ နတ်သမီးတပါနေရလို့တန်တားရီရှိလေတယ်။ကြောက်ဖားတောက်အောင်မှာတော့ကြောက်ဖားရွာဆိုတဲ့ရွာကြီးတရွာလေးရှိလေတယ်။ဒီဘာမှာတော့လူပေါင်း300လောက်နေထိုင်ပြီးတော့သူတို့ဟာတောင်ရဆိုင်တာငါးဖက်နာတစ်တော်တွေကတသိတွေကိုခူးစုပြီးတော့အသက်မွေးကြလေတယ်။ဒီရွာထဲမှာတော့အသက်20ကျော်အရွယ်တငယ်ချင်း300လောက်လည်းရှိတာပေါ့။သူတို့ကိုရွာသားတွေကသူရဲကောင်း3ပုံလို့ခေါ်ကြလေတယ်။ပထမဆုံးသူကကိုမောင်ကြီးသူဟာအင်အားကြီးပြီးတော့ တော်ထဲမှာဝဲဝင်ကိုလမ်းနဲ့ထိုးပြီးတော့ဖမ်းနိုင်တဲ့တတိရှိသူတယောက်ပါတယ်။သူမှတော့ဝါလန်တချောင်းနဲ့တကောက်တလေအမဲဆောင်ထားလေးရယ်။ဒုတိယလူကတော့ကိုသိန်းစံပါတယ်။သူကတော့ညံကောက်ပြီးတော့တော်ထဲမှာလဲကျွမ်းကျင်တဲ့လူငယ်တယောက်ပါပဲ။သူမှတော့ဝါလီတစင်းနဲ့ကြီးစံအိတ်လေးအမဲပါတာပေါ့။တတိယသူကတော့ကိုဖေးလူပါတယ်။သူကတော့ရေကူးကောက်ပြီးတော့မြစ်ထဲမှာငါးကြီးတွေကိုလက်နဲ့တောင်မှဖမ်းနိုင်တဲ့သူ။ သူ့မှာငါဖတ်မှုပိုက်ကွန်လေးတစ်ခုနဲ့ဝက်ချွန်တစ်ချောင်းနဲ့ရှိနေတယ်။အဲ့ဒီသူရဲ့ကောင်သုံးဖို့ဟာရွာထဲမှာနမည်ကြည့်ပြီးတော့ဘလို့အန်ဒီရီကိုမှ မကြောက်တတ်ကြဘူးတဲ့။ဒါပေမဲ့ဒီနေ့မှာတော့သူတို့ရဲ့တတီကိုဆန်းတတ်ရမယ့်အဖြစ်အပျက်တစ်ခုက ပေါ်ပေါက်လို့လာခဲ့ပါတော့တယ်။ဒီနေ့မှာတော့မိုးရသည်မတန်ခင်နှွေရသည်ကာလတစ်ခုမှာတော့ကြောက်ဖားရွာကိုထူးဆန်းတဲ့ဖြစ်ရက်တစ်ခုကကြောက်ရွံ့လို့လာပါတော့တယ်။ချောင်းမြူမြေရဲ့ရေတွေကရုတ်တရက်ခန်းချောက်လာပြီးတော့ မိထေကငါးရီပစုံနေကအကုန်ပြောက်ွယ်သွားတော့တယ်။ရွာသားတွေအတွက်စားကြရရှားပါလာပြီးတော့မြေကဲမှာရေသွားခတ်တဲ့လူငါရောက်ဟာလဲအစားနာမကြံကိုပြောက်ွယ်သွားတယ်တဲ့။ဒီထဲမှာတော့ကိုမောင်ကြီးရဲ့ညီမဖြစ်သူမမဆန်လဲအပါဝင်ဖြစ်ပါတယ်တဲ့။ရွာသားတွေကဂျာနဲ့မိမယ်ချောင်းသူရဲ့ဒေါသပဲ။သူကငါတို့ကိုအပြစ်ပေးတာလို့ပြောနေကြတော့တယ်။ဒါပေမဲ့ဘာကြောင့်ဒေါသထွက်နေမလဲဘယ်သူမှမသိကြဘူး။ကိုမောင်ကြီးက ညီမဖြစ်သူပျောက်သွားတာကိုသီးမခံနိုင်လို့ငါတို့တော့ရောက်မြစ်ထဲကိုသွားပြီးတော့နမိတ်မေကိုသွားတွေ့မယ်။ငါညီမကိုပြန်တောင်းမယ်လို့တငယ်ချင်းတွေကိုပြောတော့တာပေါ့။ကိုသိန်းစံကတော့ဒါပေမဲ့နမိတ်မေကအင်အားကြီးရဲ့လို့ပြောတယ်။ငါတို့ဘလို့လုပ်မလဲလို့မေးတော့တာပေါ့။အဲ့ဒီအခါမှာတော့ကိုဖေလူကငါတို့တက်တိရှင်ဘာမှကြောက်စရာမလိုဘူး။သွားကြစလို့အားပေးလီတော့တယ်။မြစ်ထဲကိုခင်းနေကန်သူရဲ့ကောင်သုံးဖို့ဟာသူတို့ရဲ့လက်နဲ့တွေ့ ဆန်တုပ်တွေရေတက်မှုတွေကိုယူပြီးတော့မြေကန်းကိုခြိတက်သွားတော့တယ်။မြေကန်းကိုရောက်တော့သူတို့ဟာဝါဖောင်လေးတစ်ခုကိုခြိပြီးတော့မြေထဲကိုဆင်းလေတော့တယ်။မြေရည်ရခန်းနေတာကြောင့်ဖောင်ကိုဆွဲပြီးတော့လမ်းလျှောက်ရတော့တာပေါ့။သူတို့မြေလယ်ကိုရောက်တော့ရုတ်တဲ့မြေအောက်ကနေရေလိုင်းတွေကထွက်ကြလာပြီးတော့ဖောင်ကိုဆွဲချလိုက်တော့တယ်တဲ့။တုံးရောက်စလုံးဟာရေထဲပြုတ်ကျသွားပြီးတော့မျက်စိကိုပြန်ဖွင့်ကြည့်တော့သူတို့ဟာ မြေအောက်ကထူးဆန်းတဲ့နတ်ပြစ်တစ်ခုမှရောက်နေတယ်။ဒီနတ်ပြစ်မှာတော့ရေတွေကပလဲလိုဖြူစင်နေပြီးတော့မြေကျမ်းပြင်မှာတော့ရွှေသည်တွေကဖုံးနေတော့တယ်။အဝေးမှာတော့နန်းတော်ကြီးတစ်ခုကရှိနေပြီးတော့နန်းတော်ရဲ့အလယ်မှာတော့နတ်မိမဲချောင်းမြူကထိုင်နေတယ်။သူမအသက်30ဝန်းကျင်လောက်ပဲ ရှိပုံရပြီးတော့သူ့ရဲ့စပင်းတွေကမြေရီလိုစီးစင်းနေတယ်။သူမရဲ့ဝိယုံကငွေကြီးနဲ့ရထားတယ်လို့တောက်ပနေပြီးတော့ ။သူမရဲ့လက်ထဲမှာတော့ရွှေလန်တန်တစ်ချောင်းကိုကင်ထားလိုက်တယ်။သူမရဲ့ဘေးမှာတော့ပျောက်သွားတဲ့ရွာသား၅ယောက်ကထိုင်နေပြီးတော့အားလုံးကမူးမေ့နေကြတယ်။မင်းတို့ကဘာတူတွေလဲ။ငါနဲ့ပြီကိုဘာလာလောက်တာလဲလို့နိုင်မိမေကအတန်ကြင်ကြင်နဲ့မေးလိုက်တော့တယ်။အဲ့လိုနဲ့ကုမောင်ကြီးကအရှိအနေထွက်ပြီးတော့ငါတို့ကကြောက်ဖားရွာကသူရဲကောင်းတုံးမော်။မင်းကငါတို့ရွာသားတွေကိုခေါ်လာတာ။ငါညီမလည်းဒီထဲမှာပါတယ်။ပြန်ပြီး မဟုတ်ရင်မင်းနဲ့ငါတို့တိုက်ရမယ်လို့ပြောနေတော့တယ်။မမေမေကရေးလိုက်ပြီးတော့မင်းတို့မှာတတိရှိရတော့မှန်နေ။ဒါပေမဲ့ငါဘာကြောင့်ဒီလူတွေကိုခေါ်လာရတယ်ဆိုတာမင်းတို့တီလာလို့ပြန်မေးလေတော့တာပေါ့။မမေမေချောင်းမြူကသူမရဲ့အကြောင်းကိုပြောပြလေတော့တယ်။ငါဟာဒီချောင်းမြူမျိုးကိုလက်ပေါင်းထောင်ချီစောက်ရှောက်လာတဲ့မမေမေတပါ။ဒီမိဟာငါရဲ့အတက်ငါရဲ့ဇွဲအိမ်ပဲ။ဒါပေမဲ့မင်းတို့ကြောက်ဖားရော်သားတွေက မစ်ပေါင်းများစွာမြစ်ကိုညဉ့်ဉန်းအောင်လှုပ်ခဲကြတယ်။တစ်ပင်တွေကိုခုတ်လိုက်ပြီးတော့မြစ်ကမ်းကိုဖျက်ဆီးတယ်။အမိုက်တေးစီတွေဓာတ်ရုပ်ပစ္စည်းတွေကိုမြစ်ထဲမှာပစ်ချတယ်။ဒါကြောင့်ငါရဲ့စွမ်းအင်တွေအားနည်းလာပြီးတော့မြစ်ရည်တွေကခန်းချောက်လာတော့တယ်။မင်းတို့ရွာသားတွေကိုခေါ်လာတာကတတိပေးဖို့ပါပဲ။ဒီမြစ်ကိုမင်းတို့ပြန်တန့်ရှင်အောင်မလုပ်ရင်တော့ဒီမြစ်ကလုံးဝပျောက်ကွယ်သွားပြီးတော့မင်းတို့ရွာလည်းအဆုံးသတ်သွားလိမ့်မယ်လို့ပြောလျော်တယ်။ကိုသိန်းစံက ဒါကိုဘာလို့ရမလဲလို့မေးပြန်တော့တယ်။နမိမေကမင်းတို့တယောက်ကိုငါဆန်တတ်မယ်။မင်းတို့ရဲ့တတိညာပညာစိတ်ရှိမှုကိုငါစစ်မယ်။ဒီဆန်တတ်မှုကိုအောင်မြင်တော့မင်းတို့ရွာသားတွေကိုငါပြန်ပေးမယ်။ဒါပေမဲ့ဒါကိုမအောင်မြင်တော့မင်းတို့လည်းဒီမှာသာဝရပိတ်မိနေလိမ့်မယ်လို့ပြောလိုက်တော့တယ်။သူရဲ့ကောင်သုံးဖို့ဟာတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ကောင်းပြီ။ငါတို့လက်ခံတယ်လို့တညီတညွတ်တယ်ပြောလိုက်ကြတော့တာပေါ့။ ပထမစံတမှုတတိနမိမေက သူမရဲ့လက်ကိုမြောက်လိုက်တော့မိထေကနေမိချောင်းကြီးတကောင်ပေါ်လာတော့တယ်ဒီမိချောင်းက အရှိကဆယ်ပေလောက်ရှိပြီးတော့သူ့ရဲ့အည်ကိုနေကရွှေရောင်တောက်နေတယ်ဒီမိချောင်းကိုမင်းတို့အနိုင်ယူရမယ်လို့နမိမေကပြောလီတော့တယ်အဲ့လိုနဲ့ကုမောင်ကြီးကအရှိကနေထွက်ပြီးတော့သူ့ရဲ့လံကိုကန်လိုက်တော့တယ်မိချောင်းကသူ့ကိုအရှိနဲ့ဝင်တိုက်လာပြီးတော့ရေထဲမှာတိုက်ပွဲဖြစ်နေတော့တာပေါ့ ကိုမောင်ကြီးဟာမိเจ้าရဲ့အမိကိုရှောင်ရင်းနဲ့လန်နဲ့ထိုးလိုက်ပြီးတော့မိเจ้าရဲ့ဘိုက်ကိုထိမှန်တော့တယ်။မိเจ้าကရေထဲကိုပြန်ငုပ်သွားပြီးတော့ပျောက်ကွယ်သွားတော့တယ်။နမိမေကပထမစဉ်သက်မှုအောင်မီလို့ပြောလီတော့တာပေါ့။ဒုတိယစဉ်သက်မှုကဉာဏ်ပညာ။နမိမေကဒုတိယစဉ်သက်မှုအတွေ့ကိုသိန်းစံကိုရှေ့ကိုခေါ်လိုက်ရတယ်။သူမဒီနှစ်ပြည့်တည်းမှာလမ်းသုံးသွယ်ရှိတယ်။တသွယ်ကမင်းတို့ကိုရွာကိုပြန်ပို့မယ်။တသွယ်ကတော့ မင်းတို့မြေအောက်မှာထာဝရပိတ်မိစေမယ်။နောက်တစ်သွဲကတော့မင်းတို့တင်မင်းစီကိုပို့မယ်။မင်းရဲ့ဉာဏ်ပညာနဲ့မန်တဲ့လမ်းကိုရွေ့ရမယ်လို့ပြောလိုက်တော့တယ်။လမ်းသုံးတဲ့ရှင်မှာတော့မြေကြောက်ခဲတွေပေါ်မှာတင်ကိတာတွေရေးထားလိမ့်မယ်။ပထမလမ်းမှာတော့ငါးပုံဒုတိယလမ်းမှာတော့မွေပုံတတိယလမ်းမှာတော့လမ်းပုံကိုရေးထားလိမ့်တော့တယ်။အဲ့လိုနဲ့ကုသိန်းစံကခဏကြာစဉ်းစားပြီးတော့ငါးဆိုတာက မြစ်ထဲကအသက်ငွေဆိုတာကအန်ဒီလန်ဆိုတာကတင်းမင်းပဲဒါဆိုငါးပုံရှိတဲ့ပထမလန်ကမန်နဲ့လန်လို့ဆုံးဖြတ်ပြီးတော့ပထမလန်ကိုရွေးလီတော့တယ်အဲလိုနဲ့နမိမေကမင်းရဲ့ဉာဏ်ပညာမန်နေဒုတိယစံတမှုအောင်ပြီလို့ပြောလီတော့တာပေါ့တတိယစံတမှုစိတ်ရှိမှုနောက်ဆုံးကိုဖေလီကိုစံတဖို့အတွက်အလက်ကိုရောက်လာတော့တယ်နမိမေက ဒီမြစ်ထဲမှာငါဖွက်ထားတဲ့ရွှေခရုတစ်ကောင်ရှိတယ်။ဒီခရုကိုမင်းရှာပြီးတော့ငါစီကိုပြန်ယူလာရမယ်။ဒါပေမဲ့အချိန်အကန့်အသတ်မရှိဘူး။မင်းရဲ့စိတ်ရှင်မှုငါဆန်တတ်မယ်လို့ပြောလို့ရတယ်။ကိုဖေလူကမြေထဲကိုဆင်းပြီးတော့ရွှေခရုကိုရှာလိုက်တော့တာပေါ့။အဲ့လိုနဲ့မြစ်ထဲမှာရေမြုပ်တွေကြောက်ခဲ့တယ်။ရေကြီးတွေကြားမှာတနားရီလောက်လိုက်ရှာနေပေမဲ့မတွေ့ရဘူးတဲ့။ဒါပေမဲ့ तू ဟာစိတ်မပြတ်သေးပဲ။ဆက်ရှာတော့တာပေါ့။ နောက်ဆုံးမှာတော့မြေကျဲပြင်မှာရွှေရောင်တောက်နေတဲ့ခရုလေးတကောင်ကို တွေ့ပြီးတော့နမိမေစီကိုပြန်ယူလာတော့တယ်။နမိမေကမင်းရဲ့စိတ်ရှင်မှုကိုငါမြင်နေ။တတိယစမ်းသပ်မှုအောင်ပြီလို့ပြောလို့ရတာပေါ့။နမိမေကမင်းတို့သုံးယောက်ရဲ့တတိဉာဏ်ပညာစိတ်ရှင်မှုကိုငါစမ်းသပ်ပြီးပြီ။မင်းတို့ကိုငါယုံတယ်။မင်းတို့ရွာကိုပြန်သွားပြီးတော့မြစ်ကိုတန်ရှင်းအောင်လုပ်။ငါ့ကိုယူသေးတဲ့ပူဇော်ပွဲတစ်ခုကိုလုပ်ပေး။အဲ့ဒါဆိုရင်တော့ မင်းတို့ရွာသားတွေကိုငါပြန်ပေးမယ်လို့ပြောလိုရတယ်။အဲ့နောက်တော့သူမလက်တစ်ချက်ကိုဝေးလိုက်တော့သူရဲ့ကောင်သုံးပုံဟာမြေကဲမုံကိုပြန်ရောက်သွားတယ်။အဲ့လိုနဲ့သူတို့ရွာကိုပြန်ရောက်တော့ရွာသားတွေကိုအကုန်စုပြီးတော့နမိမယ်အကြောင်းကိုပြောပြလိုရတယ်။ရွာသားတွေဟာမြေကဲကိုတန်ရှင်လောက်ကြတော့တာပေါ့။အမိုက်တွေကိုရှင်းလင်းပြီးတော့မြေကဲမှာတစ်ပင်တွေကိုပြန်ဆိုင်ကြတယ်။ပြီးတော့နမိမယ်ချောင်းမီကိုယူတည်တဲ့အနေနဲ့ ပူဇော်ပွဲကြီးတစ်ခုကိုလည်းကျင်းပပြီးတော့တယ်။စံတုတ်တွေပန်ကန့်ကော်တွေထမင်းလုံးနေနဲ့တတိရည်နဲ့မြစ်ထဲကိုပူဇော်ကြတော့တယ်။ပူဇော်ပွဲမှာတော့ရွာသားတွေဟာမြောင်းတုပြီးတော့မြိကိုပြန်လဲစီးစင်းအောင်လို့လှုပ်ကြတော့တယ်။ပူဇော်ပွဲပြီးဆုံးတော့မြိတွေလှုပ်ခတ်လာပြီးတော့ရေလိုင်းတွေလည်းထတ်ကြလာတယ်။အဲ့ဒီကနေနမိမဲချောင်းမြူကပျောက်သွားတဲ့ရွာသား၅ယောက်ကိုလက်ဆွဲပြီးတော့ပေါ်လာတော့တာပေါ့။ အားလုံးဘာမှမဖြစ်တလို့ပြန်လဲနိုးထလာပြီးတော့ရွာသားတွေနဲ့ပြန်လဲပွေဖက်ကြတော့တယ်။နမိမေကမင်းတို့ရဲ့ဂတိကိုငါမြင်နေဒီမြစ်ကိုဆက်ပြီးတော့တန့်ရှင်းအောင်လို့ထိမ့်သိမ့်မယ်ဆိုရင်တော့ငါလည်းမင်းတို့ကိုကာွယ်ပေးတော့မယ်လို့ပြောပြီးတော့မြစ်ထဲကိုပြန်လဲပြောက်ွယ်သွားတယ်တဲ့။အဲဒီအချိန်ကစပြီးလို့ကြောက်ဖားရွာသားတွေဟာချောင်းမြူမြစ်ကိုတန့်ရှင်းအောင်ထိမ့်သိမ့်ကြတော့တာပေါ့။အဲဒီလိုနဲ့နေ့စဉ်ပဲနမိမေချောင်းမြူကိုပူဇော်ပွဲကျင်းပပေးပြီးတော့ သူရဲ့ကျေးဇူးတင်စိတ်ကိုဖော်ပြကြတော့တာပေါ့သူရဲ့ကောင်းသုံးဖို့ဟာလေရွာရဲ့သူရဲ့ကောင်းတွေအဖြစ်နာမည်ကြီးသွားပြီးတော့သူတို့ရဲ့တက်တီဉာဏ်ပညာစိတ်ရှည်မှုကို နောက်လာနောက်သားတွေကိုပုံမြင်အဖြစ်ပြောပြကြလေတယ်ဒီလိုနဲ့တန်တားကြီးတွေကနိုင်မိမယ်ချောင်းမျိုးဟာကြောက်ဖားရွာရဲ့အုတ်ထင်းသူအဖြစ်နေပေါင်းများစွာနဲ့ကြော်ကြားခဲ့တော်တယ်တဲ့နားဆင်သူများရှင်အခုဖပြတင်ဆက်ခဲ့တဲ့ပုံမြင်အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင် နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရပုံမင်းတွေကိုဖတ်ပြတင်ဆက်ပေးမှဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးစောင့်မျှော်နှာစင်ပေးပါအောင်ရှင်နှာစင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်